ဒီဖွဲ့ကိုသွားကြည့်တဲ့ကမ္ဘာဆိုလားဘာဆိုလားနော်ဘာဆိုလားဆိုတာစားလို့စားလို့တော့ပေါ့ပြေကမိုရီကျွန်တော်ပြောပြရစီဟာငါလည်းပြောပြရစီအကိုကိုဝင်းနိုင်ကိုနဲ့အကိုကိုစိန်ရိုးဒူးသေးသွားပြီသူတို့နာမည်တွေမသိဘူးကြံ့နေခဲ့တယ်အဲ့တော့အဲ့လူနာမည်ကိုပြည်သူဝင်းတန်းမှာရင်နဲ့အသေးနဲ့နှလုံးထဲမှာကြံ့အောင်နေကြပါလှုပ်ကြပါ ပြီးပါပြီပြီးပါပြီပြီးပါပြီကံကံပြီးပါပြီကံပြီးပါပြီပြီးလို့တော့ပြီးမှမသိဘူးအိတ်ပျော်သွားဟမ်ပြီးလို့တော့လောက်တော့မင်းငါ့ကိုမြဲဆက်ဆက်မျက်နှာကရင်လုတ်တယ်ငါကလည်းစိတ်ပညာမိသားစုငွေပရေတင်ရံပုံငွေဘွဲမှာမင်းကိုလည်းငါစိတ်ပညာနဲ့ဟဲ့လို့လက်ကိုလိန်ချိုးတယ်ဟာဘယ်လိုလဲအဓိကတော့ပြည်သူကိုဖြော်ပြတဲ့တင်ဆက်တဲ့နေရာမှာ လူရှင်တော်တယောက်မှာတရေရလေရရုပ်ပဲအဲ့ဒါအဓိကရေးကြည့်တယ်ဇက်ခုံပေါ်မှာခုခေတ်ကလည်းခက်တယ်လေလူရှင်တော်ပေါ့ကလေးတွေကိုခုံပေါက်ပြူပြဲပြရင်အောက်ကလက်ကုတ်လေဝါတီတော့သူတို့ကအဟုတ်မှတ်နေကြတာဟုတ်တယ် ဟုတ်ပါဘူးဝါဒနာကြီးငတ်ရတာလားဒါမှမဟုတ်လို့ရှိလို့အရန်ဝါဒနာပါပြီးတော့ငတ်ခံပြီးပဲဒီအလုပ်ကိုစွမိုက်စွာနဲ့လုပ်နေတာလားအချို့ကြတော့သမီးခုနစောစောကဘာပြောသလိုပေါ့ဒီပညာပေါ်မှာချစ်တာရတန်ရောစဉ်တွေ့တာအဲ့လိုလူမျိုးတွေဒုံးပေကတ္တသမားတွေရှိတယ်တို့အမှုပညာတော်လောကသားတည်ယူတန်တဲ့လူဟာတို့ပညာမျိုးလူတိုင်းမတတ်ဘူးဆိုရစိတ်ကအငဲမွေးတယ် ဲ့ဒါဒီကလေးတွေမှာဒီလူတွေနောက်လာ နောက်သားတွေမှာမဟုတ်ဘူးအကိုဝင်းနိုင်ဆိုလို့ရှိရင် ပို့ဆိုးသေးတယ်အတူနေခဲ့ဘူးတယ်နောက်ဆုံးဂုံဂုံစကားပြောမယ်အလူအိမ်တိမ်မှာအငိမ့်မဲကကဇက်ပဲဖြစ်ဖြစ်ဗလာဆိုင်နဲ့ပဲဖြစ်ဖြစ်အကိုဝင်းနိုင်တယောက်ပါသွားလို့ချွေတိုင်းမစားဘူးပေးတိုင်းမရှိဘူးအကိုစိတ်တက်အကိုမိုးတည်တဲ့ဒီတိုင်းပဲ ငမောတကောင်ကျုံရလိုက်တာကျုံရဘသူခေါ်ခေါ်လိုက်သွားအဲ့ဒါကိုလေအခုတို့ကပြင်းညက်တယ်ကိုစိန်ရပြင်းညက်တယ်အဲ့ဒါဘာလဲဆိုတော့ဒီပညာကိုအရန်တန်ဖိုးထားအခုလက်ရှိမှာလေတို့ဒီပညာကိုယုံကြည်တယ်အားကိုးတယ်အဲအဲ့လိုမျိုးရှိတယ်အတချို့ကြတော့လေ ဆိုင်မွေးရှင်သွားမယ်ဆိုင်မွေးမရှင်အင်ကြငါငါရှစ်သူနေမယ်ဆိုတဲ့လူမျိုးလည်းရှိပေါ့ပေါ့တန်တန်နေတဲ့လူလည်းရှိအဲ့လိုလူမျိုးလည်းရှိတာပေါ့သမီးရဲ့အဲ့တော့ခေကာလကျင်နေနဲ့ဝင်ငွေနဲ့မမျှတာအများကြီးရှိတာပေါ့အဓိကတော့ပြည်သူကိုဖြော်ပြတဲ့တင်ဆက်တဲ့နေရာမှာလူရှင်တော်တယောက်မှာ တရီရဲ့လီရဲ့ရုပ်ပဲအဲ့ဒါအဓိကအရေးကြီးတယ်ဇက်ခုံပေါ်မှာခုခေတ်ကလည်းခက်တယ်လေလူရှင်တော်ပေါက်ကလေးတွေကိုခုံပေါက်ပြူပြဲပြရင်အောက်ကလက်ကုတ်လေဝါတီတော့သူတို့ကအဟုတ်မှတ်နေကြတာတက်ကြီးများရလာတဲ့အခါကျတော့ပြောတာဆိုတာလေးတွေအသဘောတကူအသမီးရဲ့အလှူပွဲတစ်ပွဲကတယ်အလှူရဲ့အကြောင်းလေးတော့ပြောတတ်မှာပေါ့ မင်္ဂလာဆောင်မှာပတ်စံရှိလို့အငိမ့်လေးငားတယ်မင်္ဂလာဆိုတာဘာလဲမင်္ဂလာဆောင်ဆိုတာဘာလဲဘယ်ထဲမှာပါလဲအဲ့ဒီစာပေပရိယကလေးတွေအဲ့ဒါလေးလေးလာသင်တယ်ဓမ္မပြည်သူကိုတင်ပြလို့ရမယ်ပြည်သူပြည်သူကကိုပြောတာကိုနားထောင်ပါလေမဟုတ်တာပြောလဲနားထောင်လေလေပြည်သူကအောက်ကကြည်တာဟုတ်မဟုတ်ဘူးလို့မင်းပြောနေတာမဟုတ်ပါဘူးွာလို့လမ်းပြောမဲ့သူမရှိဘူးလေ ဟုတ်တယ်မလားအဲ့တော့ကိုပြောတာကိုအဟုတ်မှတ်ကြမှာမှန်သောစကားနဲ့မှန်သောအရာကိုပြောစီခြင်းနဲ့ဒါမှပြည်သူတွေကကိုနောက်ကသူတို့ရှောက်ကြသွားကြမှာအဓိကကတော့မိဘဆရာသမားပညာကိုယူသည်လေးစားပြီးတံပိုးထားကြပါအလွယ်ဆုံးသာမလုပ်ပါနဲ့ရထားတဲ့နာမည်လေးကိုဝုန်းဝင်နေသူပြုတ်မကြအောင်ထိမ့်သိမ့်ကြပါသဘောတကူကပြောကြမှာစိုးအခုအခုကြီးကိုမိုးဒီ ဟာလာအကိုကိုဝင်းနိုင်ကိုနဲ့အကိုကိုစိန်ရိုးဒူးသေးသွားပြီသူတို့နာမည်တွေမသိဘူးကြံ့နေခဲ့တယ်အဲ့တော့အဲ့လူနာမည်ကိုပြည်သူဝင်းတန်းမှာရင်နဲ့အသေးတဲ့နှလုံးထဲမှာကြံ့အောင်နေကြပါလှုပ်ကြပါတံပိုးရှိရှိတံပိုးရှိတဲ့တို့အမှုပညာလောကကြီးကိုတံပိုးရှိအောင်ပို့ပြီးတော့ခရင်ဆိုင်ပါလို့မှာကြခြင်း